ောင်းကမမီလို့ပြီးလိုက်နေရတဲ့ကောင်လေးကပီတာပါကာဆိုတဲ့အရှုံးသမားအထက်တန်းကျောင်းသားလေးတယောက်ဖြစ်ပြီးတကြောင်လုံးရဲ့အဘယ်ကန်ကောင်လေးတယောက်လည်းဖြစ်ပါတယ်။ပီတာမှာလေးနှစ်ခွဲဟာတိတ်ခရက်စ်နေရတဲ့မယ်ရီဂျိန်းဆိုတဲ့အိန္ဒိချင်းကောင်မလေးတယောက်လည်းရှိပြီးမယ်ရီရဲ့ကောင်လေးဖလက်ကတော့ပီတာကိုအများနဲ့ဘူလီနေကြကောင်ပဲဖြစ်ပါတယ်။အချုံသမားကြီးပီတာစီမှာတော့ Harry Osborn လို့ခေါ်တဲ့တငယ်ချင်းတစ်ယောက်ရှိပြီး Harry ရဲ့အဖေက Oscorp Company ရဲ့အကြီးအကဲဖြစ်ကစီရုံနော်မဲ Osborn ဖြစ်ပြီးတတိယတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ပီတာတို့အဖွဲ့ဟာတက်တဲ့တခုမှာပင်းကူမျိုးစိတ်တွေကိုလေ့လာဖို့အတွက်လေ့လာရေးခီးထွက်လာကြတာဖြစ်ပြီးကားပေါ်မှာထိုင်နေတဲ့ Harry ကပီတာကိုတွေ့လိုက်ရအောင်သူ့ဖိနော်မန်ကိုနှုတ်ဆက်လိုက်ကပီတာနောက်ကိုလိုက်သွားပါတယ်။တက်တဲ့ထဲမှာတော့သိပ္ပံပညာရှင်တယောက်ကပီတာတို့ကြောင်သားအုပ်စုကိုထူးဆန်းတဲ့ပင်းကူမျိုးစိတ်၃မျိုးအကြောင်းကိုရှင်းပြနေပါတယ်။ပထမတစ်မျိုးကတားကောက်နေကိုခုန်ဖန်းနိုင်တဲ့အမျိုးအစားဖြစ်ပြီးဒုတိယတစ်မျိုးကအလေးချိန်အများကြီးကိုသိနိုင်တဲ့ပင်းကူမြေထုတ်နိုင်တဲ့မျိုးဖြစ်ကတတိယတစ်မျိုးကတော့ဘဲချိန်မှာဘဲအနေနဲ့ကြောက်ရွံ့မလဲဆိုတာကိုကြိုသိနေတဲ့မျိုးစိတ်တွေပဲဆိုတာကိုရှင်းပြနေပါတယ်။ ပီတာတို့ကိုရှင်းပြနေတဲ့ပညာရှင်ဟာတတိယမျိုးစိတ်ရဲ့အာယုံကို Spider Self လို့ခေါ်တဲ့အကြောင်းပြောပြနေပြီ။သူတို့ကလက်ရှိမှာထုံမျိုးစိတ်သုံးမျိုးလုံးပေါင်းပြီးတော့ပင့်ကူမျိုးစိတ်တစ်ခုဖန်နီးနေတဲ့အကြောင်းပြောပြနေပြီ။လက်ရှိမှာတော့ဒီသုံးပါဝင်အစွမ်းနဲ့ပင့်ကူ15កောင်ကိုအောင်မြင်ဖန်နီးနေလည်ပြီဆိုတာကိုပြောပြနေပါတယ်။ပီတာကတော့ Harry ကိုပင့်ကူနဲ့ပတ်သက်ပြီးသူသိခဲ့တဲ့အကြောင်းလေးကိုပြောပြနေတာ။ Harry ကလည်း MJ ကိုကြည့်လိုက်ပြီးမင်းတို့ကိုကြိုက်နေရမလား။အဲ့ဒါဆိုရင်ဒေးစားရီတော့ပြောပြီးသူ့ကိုဖုန်ချောင်းလေးလွှဲပေးလိုက်ပြီးမယ်။ပီတာကညင်လိုက်တာကြောင့် Harry ကပဲဒီစကားရင်နဲ့ MJ ကိုသွားပြီးဖုန်ချောင်းကရင်းနှီးမှုရယူလိုက်ပါတယ်။ ဒီလိုနဲ့အားလုံးဟာနေရာအနေရှိလို့ထွက်သွားကြပြီးအန်ဂျီယာအထဲအောင်ကြီးလိုက်တဲ့အချိန်မှာတော့ပင့်ကူဟာ14កောင်သာရှိနေရတဲ့အကြောင်းကိုပညာရှင်တွေကသတင်းလမ်းပို့လိုက်ပါတယ်။တကယ်တမ်းမှာတော့ကျန်တဲ့တကောင်ဟာအပြင်မှာလွတ်နေရဖြစ်ပြီးနေရာပေါ်မှာတိတ်တခိုးလေးတွေ့ကန်နေပါတယ်။ဒီအချိန်မှာပီတာဟာသူ့ငွေချင်းဟာသူ့ရဲ့ဒေါက်ကီနဲ့ကောင်းဆောက်သွားတဲ့အတွက်မနာလိုဖြစ်နေပြီးသူလည်းကောင်းဆောက်ရအောင်ဆိုပြီးကျောင်းအတွက်လိုအပ်လိုပါဆိုပြီးခရက်စီကိုဓာတ်ပုံရိုက်ဖို့အတွက်ကမ်းလာလိုက်ကအားရပါရချိုင်းနေတဲ့အချိန်မှာပဲပီတာရဲ့လက်ပေါ်ကိုပင့်ကူတကောင်ဟာရောက်ချလာပြီးပီတာကိုကိုက်ပစ်လိုက်ပါတယ်။ ပြီးတာလည်းအမှုဝဲမမက်နေလိုက်ပြီမယ်။ကိုက်ခန္ဓာရဲ့နေရာအပူကြီးတစ်ခုပြက်လာပြီ။သူတို့ရဲ့ပြက်ကလေးလာမှုလည်းပြီးဆုံးသွားခဲ့ပါတယ်။ဒီချိန်တစ်ဖက်မှာတော့ normal ဟာသူတို့ရဲ့ company ကအသက်ထုံးမဲ့ glider ကိုစစ်တပ်ကိုထုတ်ပြနေပြီစစ်တပ်ဘက်ကတော့ဒီ glider ကိုလုံးဝစိတ်ဝင်စားဖို့လိုပြောနေကသူတို့စိတ်ဝင်စားတာလူတွေရဲ့စက်တောက်ကြီးကိုအများကြီးမြင့်တင်ပေးနိုင်တဲ့စေရေးဖြစ်ပြီးအဲ့ဒါကိုအများဆုံးရအောင်လုပ်ပါလို့ပြောနေပါတယ် နော်မန်ကတော့ဒီစီးကိုကျွတ်တယ်ထားတတ်တာအောင်မြင်ပါတယ်လို့ပြောနေပြီးဘေးနဲ့သွားကြိုးလေးကတော့နိုင်ငံရှိကြောင်းနဲ့မကြခင်မှာအားလုံးကအစီပြီမှာပါလို့ပြောနေတဲ့အချိန်ဘေးနာကပညာရှင်ဟာအမှတ်တိုင်းဝင်ပြောလိုက်ပြီးတကယ်တမ်းမှာတော့အသက်သက်ခံနေရရန်လုံးစိတ်အရရလာပြီးအသီးစိတ်ပြောက်သွားကနောက်ဆုံးမှာတော့ယူသွားတဲ့အထီးဖြစ်နေတာကြောင့်လူသားရဲ့နေဆက်သက်ဖို့အထီးဟာအခုချိန်မှာအဆင်သင့်ဖြစ်သေးဘူးဆိုတာကိုပြောပြလိုက်ပါတယ်ဒီစကားကြောင့်ပဲစစ်တပ်ကခေါင်းဆောင်တွေကနော်မန်ပြောတာကိုကြည့်မဆိုင်တော့ပဲဒီကိစ္စတွေကိုနှမတွင်းမှာရအောင်လုပ်မရလို့ရှိရင်တော့ရန်ပုံငွေတွေအကုန်လုံးကိုပိတ်သိမ်းပြစ်မယ်လို့ပြောလိုက်တာနေရာကနေထွက်သွားကြပါတယ် ဒါကြောင့်ဘလို့မတက်တဲ့နေရာအဆုံးမှာတော့နော်မန်တယောက်နဲ့ညာရင်းချင်းပဲသူ့ရဲ့လက်ထောက်တားရရဲ့ဂျာအနေပဲဈေးကိုသူကိုယ်ဆက်သက်ဖို့အတွက်လုပ်လိုက်ပြီးကန်ကောင်းသွားတယ်ဈေးရအောင်ပြေးသွားတာနော်မန်ရဲ့ခန္ဓာကိုယ်ကလည်းအဆောက်အအုံမသာတန်ပါလာပါတယ်ဒါမဲ့ကဲဆိုးသွားတယ်သူတို့ထင်တာသူတို့မျိုးဘေးရွက်ဆိုးကျိုးကလည်းရှိနေသေးဖြစ်ပြီးကြွက်သားရည်နဲ့နီးတူရန်လုံစိတ်တရားလိုက်နာတာလာက normal os ဘုံကသူ့ရဲ့တစ်ထောက်ကိုတခဏအတူမှပဲကိုယ်ဝန်သက်ပြစ်လိုက်ပါတယ်။တစ်ဖက်မှာလည်းထူးဆန်းတဲ့ပင့်ကူကိုက်တာကိုခံလိုက်ရတဲ့ပီတာဟာမူမန်တာကြီးဆက်ဖြစ်လာပြီးမင်းလဲသွားကအဲ့ဒီအချိန်တွင်မှပဲပင့်ကူနဲ့ပီတာတို့ရဲ့ DNA တွေကပေါက်ဆက်သွားပါတယ်။ အချိန်တော့တတိမိပြီးနောက်ပီတာတယောက်တတိပြလာတဲ့အချိန်မှာတော့အရင်လိုမျိုးမဟုတ်တော့ဘဲအမေအယုံတွေကလည်းပုံမှန်တိုက်တဲ့ဖြစ်နေကခန္ဓာကိုယ်ဖွဲ့စည်းပုံတွေကလည်းတောင်းလဲသွားပြီးလူပိန်လေးဘဝကနေဗလားနေနေချင်းကြချင်းဂျင်မဆော့ပဲထွက်လာပါတယ်ပီးရနေပီတာဟာအရင်နေ့တွေကလည်းမတူပဲတက်တက်ကြွကြွအယောက်ကိုဆေးလာပြီးဦးလေးဖြစ်သူဘန်တဲ့အတော်ဖြစ်သူမျိုးလည်းလှုပ်ဆက်လိုက်ပါတယ်ပီတာရဲ့မိဘတွေဟာငငယ်ကလေးတွေဟာဆုံးမသွားတာဖြစ်ပြီးဦးလေးဗန်တဲ့အန်နီမေတို့ဟာခေါ်ပြီးမွေးစားထားတာဖြစ်ကပီတာကိုလည်းတားရင်တယောက်လိုချစ်ကြပါတယ်ဒီအချိန်မှာပီတာတယောက်ကတော့တနေ့လုံးထူးဆန်းနေဖြစ်နေပြီးအာယုံတွေကလည်းတော်တော်လေးကောင်းနေပါတယ် သူမျက်စိရှိမှလဲကြတော့မဲ့ MG ကိုလည်းအထက်တက်ထိန်ပေးလိုက်လိုက်ပြီးအစားတောက်တွေကိုလည်းအောက်မကျောင်းကိုတစ်ချက်တည်းထိန်ပေးလိုက်က MG ကလည်းပီတာကိုချီချူနေပါတယ်ထူးခြားတာတွေကဒီလောက်နဲ့တွေမပြီးသေးပဲပီတာရဲ့လက်ကနေလည်းအနေနဲ့ထွက်လာပြီးဟိုကက်တီကက်ဖြစ်နေကပီတာတယောက်လည်းအနေနဲ့ဟိုခွာရင်းနဲ့ဆက်ပြဆက်ပြဖြစ်သွားပြီး Flash ကိုခြံသွားစားမိလိုက်ပါတယ် Flash ကလည်းအနီနာပတ်ဝန်းကျင်ကိုပတ်ကြည့်လိုက်ပြီးပီတာလက်ချက်ဆိုတာကိုတီးသွားကဒီကောက်ကိုတော့ကောင်းကောင်းကြီးသုံးမပေးရတော့မယ်လို့ပြောနေပြီးဒေါသတကြီးနဲ့ထွက်ပြေးသွားတဲ့ပီတာလက်ကိုလိုက်သွားပါတယ် ဒီချိန်မှာတော့ရင်းကောင်းနေရင်အတောင်မဲ့ခတ်တောင်တော်မြင်နေရတဲ့ပီတာ fresh ခဲ့တဲ့ဒီဒီကိုအသာလေးရှောင်ပြလိုက်ပြီးတောင်းသားတွေအားလုံးရှိမှပဲ flash ကိုအမောက်သိပ်ပြလိုက်ကလူအုပ်ထဲကနေအမြင်ထွက်သွားလိုက်ပါတယ်။လမ်းကြားတစ်ခုတွေကအချောင်းမှာတော့ပီတာသူ့ရဲ့အစွမ်းလေးကိုစမ်းကြည့်နေပြီးပင့်ကူလေးလိုမျိုးနေရီဘော်ကိုကတ်တက်တယ်နေဆိုတာကိုသိသွားကတိုင်းမြင်ကြီးကိုလည်းတိုင်းပြီးတိုင်းကိုကြိုးတိုင်းတော်ကိုတတိထားမိသွားပါတယ်။အဲ့ဒီလက်ကနေလေအမြင်နေပြနေကအဲ့ဒီအမြင်နေရလေအလုံးမေးခိုင်ပါပြီတောင်းတောင်းဖြစီလို့မရတာကိုသိသွားတာကြောင့်ပီတာလည်းလောလောလတ်ရလာတဲ့အစွမ်းလေးကိုတော့ရင်းနေဥမှုနေကအင်းကိုလည်းနောက်ထပ်မှပြောင်းလာခဲ့ပါတယ် အိမ်ရောက်ချင်းပြိတာတယောက်အမိုက်ထွက်ပြတဲ့အချိန်မှာတော့ဘေးအိမ်မှာရှိတဲ့အမ်ဂျင်နဲ့သူတို့ရဲ့ပထွေနဲ့စပြီးစကားများတာကိုကြားလိုက်ရပါတယ်။ဒီတော့မှပဲပြိတာလည်းအမ်ဂျင်နဲ့စကားစပြီးစပြောလိုက်နိုင်ပြီးထဲရက်တယောက်ရဲ့အိမ်မက်ကြောင်းကြီးကိုဆွေးနွေးနေကြတဲ့အချိန်အမ်ဂျင်ဟာပြိတာအောင်ငိတ်မစီကြတာပါတယ်။အဲ့ဒီချိန်မှာတတီတီဆိုတဲ့ဟုံးတန်နဲ့အတူ flash ရဲ့ကားတင်လေးဟာအင်းရှင်မှာထိုးရလိုက်တာကြောင့် MG လည်းအပျော်ကြီးပျော်သွားပြီးကားတင်လေးပေါ်ကိုပိတ်တပ်သွားတာကြောင့်ပိတာလည်းကားလုံးကြီးစိတ်တဖောက်ဖောက်ဖြစ်လာပြီးကားစင်းလုံးတို့လိုက်ပြီးဆုံးတဲ့နေ့ကသူတက်တဲ့နယ်ပမာဏဟာဒေါ်လာ3000ပဲဖြစ်ပြီးတရေစာရဲ့အောက်ဆုံးမှာလည်းဒေါ်လာ3000ချမ်းပဲနောက်ွေပေါ်ကြောင်ကြောင်တိတ်သွားပါတယ် ဒါကြောင့်ပိဒါနဲ့ရုပ်ဖြတ်ပြီးတော့လက်ဝဲဝင်ထိုးဖို့အတွက်အကြောင်းဆန်းစားမိသွားပြီးသူ့ကိုကက်လက်တဲ့ပင်ကူရဲ့အနီးနဲ့အပြာရအောင်တုံးလိုက်တာဝစ်ဆုံမို့တပုံအကြံပြေးဆွဲလိုက်ပါတယ်။နောက်ချက်ဒီမှာတော့ပိဒါတယောက်ကအခန်းအောင်နေပြီးသူ့ရဲ့အစွမ်းလေးကိုအသုံးချတတ်အောင်လို့အသက်သက်လေးချင်းလေးကပိဒါတယောက်အခန်းထဲလေးမထွက်လာအောင်ဗန်နဲ့မိရစိတ်ပူနေပါတယ်။တရရမှာတော့ပီတာကလက်ဝဲပွဲကိုသွားဖို့တက်လို့နေပြီးစာကြည့်တဲ့ကိုသွားမယ်လို့ဒိန်ပြောလိုက်တာအကြောင်းရုပ်မသိတဲ့ဘန်နဲ့မရတော့ပီတာတရားဒီရက်ပိုင်းထူးဆန်းဆန်းနေလှုပ်လာအောင်စိတ်ပူနေပြီးဘန်ကပီတာတရားလူကြည့်ပေါ်ဝင်လာပြီးမို့လို့ဆုံးမရအောင်မယ်ဆိုတာကိုသိရအောင်ပီတာကိုသူ့ကိုယ်မဲ့လိုက်ပို့ပေးမယ်ဆိုတာခေါ်သွားလိုက်ပါတယ် ဒီလိုနဲ့ပဲပီတာတယောက်လည်းဘိုင်ရဲ့ကောင်မပါလာရပြီးစာကြည့်တဲ့ရှို့ရောလာတော့ဘန်ဟာဒီရဲ့ဘိုင်မှာပီတာတယောက်ဘာဖြစ်နေရလဲလို့ထဲပဲမိပါတယ်ပီတာကတော့ဘမဖြစ်ပါဘူးလို့ပြောနေပြီးဘန်ကတော့ပီတာကိုအိမ်လုံးတွေလည်းအရင်လိုကုမလုံးတော့ဘူးအเจ้าမှလည်းရဲနေပါရီဖြစ်လာပြီးမင်းပါရီဖြစ်နေရလဲလို့ပြောလိုက်တာကြောင့်ပီတာကလည်းအဲ့ဒါတွေအကုန်လုံးကသူ့ကိုယ်သူကောက်ခွဲတာပါပဲလို့ပြန်ပြောလိုက်ပါတယ် ဒါပဲဘန်အားတော့ပီတာကိုကိုနဲ့နေဆိုပြီးအဲ့လိုမျိုးဒူတစ်ဖက်သားကိုအနိုင်ယူလိုက်လို့ရှိရင်မေးရနေမေးဖို့အနိုင်ကျင်းတဲ့ကောင်းလိုမျိုးဖြစ်သွားမယ်အကြောင်းနဲ့ဒီစကားကိုမှတ်ထားပါအဲ့ဒါကတော့ကြီးမဲ့တဲ့စောအားတွေရလာလို့ရှိရင်ကြီးလေးတဲ့တာဝယ်တွေရတယ်တခါလဲပါလာတတ်တယ်ပဲဆိုတာဖြစ်ပြီးပီတာကတော့သူ့ဖေမဟုတ်ပဲအဖေလိုမျိုးစကားတွေမပြောနဲ့ဆိုကဘန်ကိုအဝိပ်ပြီးကားပေါ်တဲ့ဒေါသတကြီးနဲ့ဆင်းသွားပါတယ်ဒီလိုနဲ့ပီတာတယောက်တည်းမြဲလဲဝဲပွဲထဲမှာဆင်းရင်းသွားပေးလိုက်ပြီးကောင်နာသူတွေဟာပေါင်ပြတော့မပြည့်တော့တဲ့ပီတာရဲ့ခန္ဓာကိုကြည့်လိုက်ပြီးထိုးသွားတော့မှာပဲလို့ပြောနေပေမဲ့ပီတာဟာရပါလိမ့်လို့ပြောလိုက်တာကြောင့်ပီတာလည်းထိုးရမယ့်ဂိမ်းဖြစ်သွားပါတယ် ဒီလိုလေသူ့ရဲ့လျှောက်ဆွဲလာခဲ့ပြီးအစစ်တေတဆက်သူဟာပွဲတိုက်ဖို့အတွက်နာမည်ပေးလေကပီတာလည်းခေါင်းထဲမှာပေါ်လာတဲ့ဟူမတ်စပိုက်တာလူသားပင့်ကိုလို့ပြောလိုက်ပါတယ်အစစ်တေတဆက်သူကတော့အဲ့လိုတော်ကြရတဲ့နာမည်ကြီးဒီမှာမသုံးပါနဲ့လို့ပြောလိုက်ပြီးသူ့ရဲ့သူပဲပြောင်းပေးလိုက်ကအခု၆မိနစ်ကောင်ကတော့ The Amazing Spider-Man မှာပဲလို့ထုတ်ပြောလိုက်ပါတယ်အစစ်တေတဆက်သူကဒါကြီးကျယ်တဲ့ Spider-Man ကြီးဆိုပြီးပွဲထုတ်ပေးလိုက်ပြီးမယ်ထွက်လာတဲ့ကောင်ကလူကောင်တင်းတင်းနဲ့ကလေးဝဲအင်ဂျင်နီယာဖြစ်နေကြအောင်ပိတ်သက်တရားဝိုင်းဟားနေကြပြီးပီတာနဲ့ထွက်မဲ့ပြိုင်ဘက်ကလည်းပီတာရဲ့သုံးဆလောက်ရှိနေတဲ့ကောင်ကြီးဖြစ်နေပါတယ် ပရိသတ်တွေကတော့ဒီပိတ်ကိုတော့အရင်ကဆုတ်ပြီးဆုတ်ပြလုပ်ခဲ့ရတော့မှာပဲလို့ပြောနေပြီးပွဲဆူနေကြကာတဲမွဲစီတင်သူတွေကလည်းပွဲအုပ်ဘူးစီအောင်လို့ပီတာတို့ကိုလှောင်ရင်ထဲမှာထိုးခိုင်းလိုက်ပါတယ်ပီတာလည်းသူ့ဒီတွက်လက်မမထိုးထားဘူးလို့ပြောနေပေမဲ့လက်ရှိအချိန်လေးအရဘလို့မလွှတ်ဆုတ်လို့မရတော့ဘူးဆိုတော့တီးသွားအောင်အသက်ပြေးနေလို့အောင်ပဲအသက်သက်လျှောက်ပြေးနေရပါတယ်တိမ်ပွဲစီကညာတစ်ဖက်ကချက်မီရထိုးတာကို3မိနစ်တိတိမလဲပဲတောက်ခတ်တိုင်းလို့ရှိရင်ဒေါ်လာ3000ရမှာဖြစ်ပြီပီတာကတော့ဘဲကူလူသားပြီးပြီပဲတိမ်ပေါ်ခိုးကတ်သွားပါတယ် ဒီလိုနဲ့ပြေးလွှားနေ3မိနစ်ဆိုတဲ့အချိန်တွင်းမှာပီတာကခုခံနိုင်တဲ့အပြင်ပေါ်မှာတစ်ဖက်ကကင်ဘက်ကိုပါခြေစုံပြစ်ကတ်လိုက်ပြီးတခါတည်းအမုတ်သွေးပြစ်လိုက်ပါတယ်ဒီတော့ပါပဲပီတာတယောက်လည်းသူ့ရဲ့ခွန်အားတွေကပါအရက်တက်ပူပြန်မာနေတာကိုသတိထားမိသွားပြီးပရိသတ်တွေကလည်း Amazing Spider-Man ဆိုပြီးဝိုင်းပြီးအောင်ပွဲခံလိုက်ကြပါတယ်ပီတာဘက်ကလည်းစူးကျဲသက်လုပ်တဲ့အချိန်မှာတော့ပွဲစဉ်တွေသူကညစ်ပြီးဒေါ်လာ3000ပေးရမယ့်အစားဒေါ်လာ100ကိုပြပေးလိုက်ပြီးပီတာကတော့ကျွန်တော်ရမှာဒေါ်လာ3000လေးပြဒါမှမဟုတ်တာလို့ပြောလိုက်ပြီးပွဲစဉ်တွေသူကတော့ဒါကမေးကိစ္စလေးလို့ပြန်ပြောလိုက်ပါတယ် ပညာတယောက်တည်းဒေါသရထွက်နေပေမဲ့ဒါတရမွေပွဲဖြစ်တာကြောင့်ညီခံလိုက်ရပြီးနေရာကနေထွက်သွားလိုက်ရပါတယ်။ပညာထွက်သွားတဲ့အချိန်မှာပဲဓမ္မတက်လာပြီးပတ်သက်တဲ့အကောင်လုံးလူကထွက်ပြေးသွားပါတယ်။ဖြစ်စဉ်တော့ထွက်ပြေးလာတဲ့ဓမ္မဟာပီတန်စီကိုပြောတာအကြောင်းပရစစ်တင်သူဟာပီတန်ကိုတားဖို့တက်ပြောနေပြီးပီတာကတော့ဒါငါးကိစ္စမှမဟုတ်တာပဲဆိုကဓမ္မကိုလှုပ်ပေးလိုက်ပြီးသူကအပြင်ကိုလိုက်ထွက်သွားလိုက်ပါတယ်။ ပြန်နေဦးလေးဘန်ကိုအစင်းသွားဆောင်နေဖို့တော့သာကြီးတဲ့ရှေ့ကိုထွက်လာလိုက်တဲ့အချိန်သာကြီးတဲ့ရှေ့မှာတော့လူတွေဟာစူရောစူရောဖြစ်နေကြပြီပြီးတာလဲဘာလဲရဆိုပြီးအနောက်သက်သက်သူကြည့်တဲ့အချိန်မှာတော့တနက်တရံနဲ့လဲကြလိုက်တယ်ဦးလေးဖြစ်သူဘန်ကိုတွေ့လိုက်ရပါတယ်အနီးနားမှာရှိတဲ့ပွဲစဉ်ဝင်လာသူတယောက်ကဓမားတိုက်လာတဲ့လူတယောက်ကကားကိုလူဖို့အတွက်တနက်နဲ့ပြစ်သွားတယ်လို့ပြောပြနေပြီဦးလေးဘန်ကလည်းပြီးတာရောက်လာတယ်ပြီးတာရဲ့လက်လေးကိုကင်ပြီးငါပြောတဲ့စကားတွေကိုမှတ်ထားပါကြီးမားတဲ့ဇွမ်းအားကြီးရဲ့နောက်မှာကြီးလေးရဲ့တာဝန်ကြီးဟာအမြဲတမ်းပါတတ်တယ်ပဲလို့ပြောလိုက်ပြီးမျက်စိရှိမှရေတည်ဆုံသွားအောင်ပြီးတာတယောက်လည်းယူထုံးမြတ်ဖြစ်သွားရပါတယ် ဒီလိုလေပိတာလေထူပူဝမ်းနေနေပြီတရသမားရဲ့နောက်ကွာအသက်ဆက်လိုက်နေကတိုက်တစ်ခုတည်းအရောက်မှာတော့တရသမားကိုဖမ်းမိသွားပါတယ်ဖြစ်ချင်တော့ဖမ်းမိရတဲ့တရသမားကအခြားသူဟုတ်မနေပဲသူ့လူပိလိတဲ့ညားဖြစ်နေပြီပိတာလေအဲ့တော့မှသူ့ကြောင့်သူ့ရဲ့ဦးလီတရားရဲဆိုတာကိုနားလေသွားကနောက်နောက်အကြီးကြီးရသွားပါတယ်ဓမြားကတော့ကြောက်ဝါလန်အားနဲ့ပိတာလက်ကနေထွက်ပြေးနေနေဖတ်တစ်ခုနဲ့တိုက်မိသွားကတိုက်အုပ်ကိုပြုတ်ကြပြီးတေဆုံးသွားခဲ့ပါတယ်ပိတာကတော့တိုက်တစ်ခုပေါ်မှာထိုင်နေပြီသူ့ရဲ့ဘယ်တော့မှပြန်ပြေးလို့မရတော့တဲ့အမတစ်ခုကိုကံပြီးတွေးမိနေကနောက်နောက်လေးရောက်ဝမ်းလဲနေနေပါတယ် ဒီချိန်တစ်ဖက်မှာတော့ Norman Osborn ကသူ့ရဲ့ကုမ္ပဏီအားဝယ်ဆောင်တဲ့ glider ကိုပြန်ခိုးလိုက်ပြီးတိုင်မက်ကုမ္ပဏီနဲ့ဆက်သမှုလုပ်နေတဲ့စစ်ကောင်းဆောင်တဲ့အကုန်လုံးကိုတခါတည်းတပ်ပစ်လိုက်ပါတယ်။ကိစ္စလေးဖြစ်ပြပြီးလာအနေငယ်အကြောင်းမှာတော့ပီတာတယောက်လည်းအထက်တန်းကြောင့်ပြီးသွားပြီးဦးလေးဘန်တော်ဆုံးပြောခဲ့တယ်ကြီးမြတ်တဲ့စွန်အားရည်နဲ့အတူကြီးလေးတဲ့တာဝန်ကြီးကလည်းပါလာစမင်းဆိုတဲ့စကားကိုနားလည်သွားတာသူဦးလေးလိုမျိုးတခြားသူတွေမဖြစ်အောင်လို့ကောက်ွယ်ပုတ်တက်ဆုံးဖြတ်ချချလိုက်ပါတယ်ဒီလိုနဲ့ပဲပီတာပါကသူ့ရဲ့စပိုင်ဒါမန်ဝတ်စုံအသင်းနဲ့မျိုးတွေကဒူးဆိုင်မှုတွေကိုလိုက်လံထားစီနေပြီးအများတိုက်ခိုက်ရရင်လည်းပတ်စံတွေကိုပိုင်ရှင်စီကိုပြန်ပေးတာတမျိုးလုံးကိုလည်းကောက်ွယ်ပေးနေပါတယ် မျိုးသူမျိုးသားတွေကလည်းစပိုက်ဒါမန်ကိုတကယ်ပဲလူသိလာလာကြပြီးချီးကျူးနေကြကစပိုက်ဒါမန်ဟာဘယ်သူပဲဝါဆိုတာတော့မသိကြပဲသူတို့အထင်နဲ့ပြောဆိုနေကြပါတယ်ဘလို့ပဲမျိုးသူမျိုးသားတွေရဲ့သဘောကြတာကိုခံနေရပေမဲ့တစ်ဖက်မှာလည်းစပိုက်ဒါမန်ကိုအမြင်ကြတဲ့သူတယောက်ရှိနေပြီးထို့သူကတော့ Daily Q ရဲ့သတင်းစာတိုက်ခဲ့အက်ဒီတာဂျေမီဆန်ပဲဖြစ်ပါတယ်ဂျေမီဆန်ဟာစပိုက်ဒါမန်ရဲ့မကောင်းကြောင်းကိုတင်းစားကောင်းကြီးပဲမှထည့်ရင်းနေပြီဖြစ်ချင်တော့စပိုက်ဒါမန်ရဲ့ပုံကောင်းကောင်းမရှိရအောင်ဓာတ်ပုံစရာရှာနေရတာတိုင်ပတ်နေပါတယ် ဒီချိန်မှာအထက်ထောင်ပြီးကြတဲ့ဟာဓာတ်ပုတ်ပညာရှင်ဖြစ်နေတဲ့ပီတာပါကာကအလုတ်ပတ်ချနေပြီးမထင်မှတ်ပဲလမ်းတစ်နေရာမှာ MG နဲ့ပြန်တွေ့ကပီတာအဆပြီး MG ကိုလှုပ်ချလိုက်ပါတယ်။ပြီးရနယ်ပီတာကသူတို့တော်ဆုံးစကားပြောခဲ့တဲ့တုန်းက MG ပြောခဲ့တဲ့စကားအတိုင်းပတ်သက်မင်းသမီးဖြစ်နေပြီလားလို့မေးလိုက်ရ။ MG ကလည်းဖြစ်နေပြီဖြစ်ကြောင်းနဲ့သူမကြခင်ပဲပြသလိုက်တော့အားမှာလို့ပြောလိုက်ပါတယ်။ဒါမဲ့ MG ကိုအချုံးမပြေလို့ဆိုပြီးအနောက်မှာရှိနေတဲ့ဆန်ရှင်တယောက်ကဝင်းစုတော့မှာပဲ MG လည်းချက်ချက်နဲ့မျက်နှာပြသွားပြီးကြောင်းပြီးကလေးဟာသူထင်သလိုမျိုးဘာမှဖြစ်မလာကြောင်းနဲ့ပထွေးရဲ့ရန်ကြောင်အိမ်ကနေဆေးလာခဲ့ပြီးလက်ရှိမှာသက်သက်ဆိုင်ဆိုင်မှာသပွဲလိုလုပ်နေရတဲ့အဖြစ်ကိုပြပြလိုက်ပါတယ် လက်ရှိအချိန်မှာ MJ နဲ့ Harry တို့ကလည်းရည်စားလေးဖြစ်နေကြပြီသူစပွဲတို့လုပ်နေရတဲ့အကြောင်းကို Harry ကမပြောဘူးနဲ့သူတို့မိသားစုကငါ့ကိုတိတ်ပြီးသဘောကျတာမဟုတ်ဘူးလို့ပြောလိုက်တာကြောင့် Peter လည်းသူ့ရဲ့ crush နဲ့အချစ်တော်တငယ်ချင်းတို့တွဲနေတာကိုသိသွားကစိတ်မကောင်းဖြစ်သွားရပါတယ်ပြီးရနဲ့ Peter လည်းသူနဲ့ Harry တို့အတူတူနေကြတဲ့အခန်းအောင်ပြောင်းလာပြီအဲ့မှာတော့စီးပွားပြတ်သွားတဲ့ Norman Osborn နဲ့ရှိနေက Norman ကသူ့ရဲ့သားကိုလရလရလုပ်နေတာကြောင့်ဆိုနေပြီ Peter ကတော့အလုံးမင်းချီးမျိုးနေကသူ့ရဲ့ company မှာဒါလုပ်ဖို့အတွက်ပြောနေပြီ Peter ကတော့ညင်လိုက်ကအကြောင်းကတော့သူ့အဆွမ်းအစားနဲ့သူ့ကိုယ်နဲ့အလုံးလုံးချင်လို့ပဲဖြစ်ပါတယ် ။ရောမန်အော့စမော့တော့ပီတာတရားကိုဘာလို့လို့သဘောကျနေပြီ။ပီတာကတော့တရင်သားလည်းမမြင်လိုက်ရတဲ့ Daily View ကအချိန်မှန်တပ်ပုံဆရာဝင်လို့ပို့တရင်ကိုတီးလိုက်ရပါတယ်။ဒီချိန်အစပြီးပီတာပါကအခင်းချပေါ်တဲ့နေရာဒီမှာကင်မရာကြီးတူတက်ဆင်လာပြီးသူ့ရဲ့ပုံသူ့ရဲ့ရိုက်ကသတင်းစာတိုက်စီကိုသူကိုယ်တိုင်ပြန်ချောင်းစားရတဲ့ဘွားရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ပဲကမ္ဘာပထမဦးဆုံး Only Fan မော်ဒယ်ဖြစ်လာတဲ့ Spider-Man ဟာဇီစာရမ်းကြောင်တဲ့ Daily View ကမှာအချိန်မှန်အလုပ်ရလိုက်ပြီးပီတာကတော့လက်ထုပ်လေးကိုသူ့ဟာအလုပ်ရလိုက်တာမဟုတ်ဘူးလို့ပြောနေပေမဲ့လက်ထုပ်လေးကတော့သူ့ဟာအဲ့တိုင်းမှာပဲအချိန်မှန်ခတ်လိုက်ပြီးဆိုပေမဲ့နေရာတကယ်တော့ဒီကသတင်းတော့တပုံဆရာဖြစ်သွားပါပြီလို့ပြောလိုက်ပါတယ်။ ဒီချိန်တစ်ဖက်မှာတော့ Norman ဟာဘုတ်အဖွဲနဲ့အစည်းအဝေးလုပ်နေပြီးအခြားအဖွဲဝင်တွေဟာကုမ္ပဏီကိုချောင်းဖို့အတွက်သုံးဖက်ချက်ချနေကြပါတယ်။ Norman ကသဘောမတူတဲ့အတွက်ဘုတ်အဖွဲရဲ့သူတွေဟာမင်းရဲ့သဘောတူညီမှုကိုမလိုတော့ကြောင်းနဲ့ဘုတ်အဖွဲရဲ့သူတွေအားလုံးပေါင်းပြီးမင်းကိုအခုပဲရာဒူကနေထုတ်ပယ်လိုက်ပြီးဖြစ်ကြောင်းပြောလိုက်တာ။ပွဲတော်နေကြရင်ဒီကိစ္စကိုလူသိချင်ကြကြင်ကြမယ်လို့ပြီးအစည်းအဝေးကိုအဆုံးသတ်ပြလိုက်ပါတယ်။ပွဲတော်နေမှာတော့တမျိုးလုံးကစီကားနေကြပြီး Norman တရားအတိုင်းယူမယ်အကြောင်းကိုကြင်ကြမယ်အချိန်။ Oscar ကုမ္ပဏီရဲ့အဖွဲဝင်တွေအကုန်လုံးကလည်းညှိုးနယ်ကောင်မှရှိနေကြပါတယ်။ ်မြို့တော်ထဲမှာတော့ပီတာတယောက်ကဓပုံပယိုင်နေပြီအဲ့အချိန်မှာပဲအတူတူရှိနေတယ်ဟယ်ရီနဲ့ MJ ကိုမြင်လိုက်ရတာကြောင့်အနေငယ်ဝမ်းနေသွားရပါတယ်အဲ့အချိန်မှာပီတာအန်နီယတခုခုလာနေတာကိုခံစားလိုက်ပြီသူထင်သားသလိုပဲအစရောက်ဝေးကလိုက်တာကြီးနဲ့ Green Goblin ဆိုတဲ့အကောင်ကြီးတကောင်ရောလာကဘုတ်ခွဲရှိနေတဲ့အဆောက်အဦကိုဘုံခွဲပစ်လိုက်အဖိုးဝင်တဲ့အကောင်လုံးကိုတတ်ပစ်လိုက်ပါတယ်ဖြစ်ချင်တော့ Harry နဲ့ MJ တို့ကလည်းဘုံခွက်ခံရတဲ့အဆောက်အဦပေါ်မှာရှိနေကြတော့ Harry ကအုတ်ခဲစာမိသွားပြီးတတိမိသွားက MJ ကတော့တိုက်ပွားလေးတုံးကြလို့နေနေဖြစ်နေပါတယ်။ အဲ့ဒီအချိန်မှာစပိုင်လာမန်ရောက်လာပြီးဘာမှမသိရတဲ့အစိမ်းရောင်ဂေါဘလင်ဆိုတဲ့ကောင်နဲ့တိုက်ခိုက်နေရတာ Grey Goblin ကတော့သူ့လိုချင်တာတွေလုပ်ပြီးရတယ်။နေရာနေပြန်ထွက်သွားပါတယ်။ကိစ္စတွေအလိုရှင်းသွားတယ်နဲ့ပီတာလည်းတုံ့ကြတော့မဲ့ MG ကိုကန်လိုက်ရပြီးတနည်းအားစီကိုခေါ်သွားလိုက်ပါတယ်။ MG တယောက်ကတော့စပိုင်လာမန်အကယ်ခတ်လိုက်ရတာကိုသဘောနဲ့ကြားသွားပြီးစပိုင်လာမန်ကလည်းနေရာဘသူလဲဆိုမေးလိုက်ပြီးမယ်။စပိုင်လာမန်ကတော့နေငါ့ကိုတီးပါတယ်။ငါအလုံးရဲ့အင်ဒီဂျင်စပိုင်လာမန်လေးလေးလို့ပြောလိုက်ပြီးနေရာအနေနဲ့အထက်ချက်ချက်ထွက်ခွာသွားခဲ့ပါတယ်။ဒီချိန်တစ်ဖက်မှာတော့ Norman Osborn ဟာဗမာပြုတ်သူလို့နဲ့အိယာနေလို့လာတဲ့အချိန်သုံးတယောက်ရဲ့အတန်ကိုကြားလိုက်ရပါတယ် တကယ်တမ်းမှာတော့ထိုးအတန်ပိုက်ရှင်ဟာ normal ကိုတိုင်ပဲဖြစ်နေပြီဆန်းသမှုပြုလုပ်တဲ့ညမှာ normal ကအသင်းတစ်ခုကွဲသွားတာ green goblin ဆိုတာကလည်းသူ့ပဲဖြစ်ပြီးလူတွေတက်နေရတာလည်းသူ့ကိုယ်တိုင်မမှတ်မိတဲ့သူ့ရဲ့အခြားအစိတ်တစ်ခုဖြစ်နေပါတယ်ဒီချိန်မှာ normal ရဲ့မကောင်းတဲ့ pattern ဟာသူတို့တွေကိုလက်ရှိမှာတားရတဲ့သူပါ Spider-Man မရှိရလို့ပြောနေပြီးအဲ့ Spider-Man ဆိုတဲ့ကောင်ကိုရှင်းပြရမယ်လို့ပြောနေတာ normal ကလည်းမှတ်ခါတော့ညင်းမနေပဲသဘောတူလိုက်ပါတယ် ဒီအချိန်မှာပီတာကတော့ဒေးလီကျူကဲမှာရောက်နေပြီစပိုင်ဒါမန်နဲ့ဂရင်းကော့ဘလင်ဆိုတဲ့မကောင်းဆိုးကတော့တက်ခိုက်ကြတော့ပုံတွေကိုပြန်ရောက်နေတာမစ္စဂျင်မီဆေးကတော့အစင်ရောက်ကောင်ကိုဂရင်းကော့ဘလင်လို့ခေါ်မယ်လို့ထုတ်ပြောလိုက်ပါတယ်အဲ့ဒီဒီပိုင်ထဲမှာပဲဂရင်းကော့ဘလင်ကဂျေမီဆန်ရဲ့ယုံကလေးကိုဖောက်ဝင်လာပြီးဂျေမီဆန်ရဲ့လက်ပြိုးညက်ကစပိုင်ဒါမန်ရဲ့ဓပုံကိုခြိုက်နေတဲ့ကောင်ကဘဲကောင်လေးလုံမိလိုက်ပါတယ်။ဂျေမီဆန်ကစိတ်ထားတာမကောင်းဝင်မဲ့သူရဲ့ဘော့ကြောင့်တဲ့ကောင်မဟုတ်ပဲဖြောက်မတဲ့သူတယောက်ဖြစ်တာကြောင့်သူဘာမှမသိကြောင်းနဲ့ဓပုံနေရဒီတိုင်းပဲမီးရီးရနေချတာပါလို့ပြောနေပြီးဂရင်းကော့ဘလင်ကဒေါသရိုက်ထွက်လာကဂျေမီဆန်ကိုတတ်ဖို့လုပ်နေတဲ့အချိန်စပိုင်ဒါမန်ရောက်လာပါတယ်။ ီအချိန်မှာ Green Goblin ကစပိုင်ဒါမန်ဘက်ကိုလှည့်လိုက်ပြီးမင်းစင်းငွေနဲ့ဖြန့်ကစပိုင်ဒါမန်ကိုတခါလေးဖမ်းခေါ်သွားပါတယ်။စပိုင်ဒါမန်တရားကိုသတိပြန်လာတဲ့အချိန်မှာတော့ Green Goblin ကငါ့အမင်းကိုတတ်ဖို့မဟုတ်ပါဘူး။အဲ့စားတကခုကန်လန့်ချင်တာပါ။အဲ့ဒါတော့မင်းနဲ့ကလည်းပူပေါင်းမှုပဲလို့ပြောလိုက်ပါတယ်။ငါတို့မြောက်ကလက်ရှိမှာမျိုးရဲ့စောအားအကြီးဆုံးကောင်တွေဖြစ်ပြီးငါတို့နောက်ကောင်သာပူပေါင်းသွားလို့ရှိရင်တမျိုးလုံးကိုမြေထန်သိမ်းလို့ရပြီလို့ပြောနေပေမယ့် Spider-Man ကတော့ကြီးမားတဲ့စောရဲ့နောက်ကွယ်မှာကြီးလေးတဲ့တောင်ဝင်နဲ့ပါလာတဆမဲမှုလို့သူဟာအဲ့ဒီစောနေကိုကောင်းတဲ့ဘက်မှာပဲအတုံးချမှာဆိုပြီးချက်ချင်းပဲညင်လိုက်ပါတယ် ဂရေးဂေါဘလီကလည်းစပိုင်ဒါမန်ဟာသူ့ရဲ့စကားကိုလက်မခံတာကြောင့်စဉ်းစားဖို့အချိန်ပေးမယ်လို့ပဲပြောလိုက်ပြီးမျက်နှာဖိုးတော့လှမ်းကြည့်မနေပဲနေရာအနေထွက်သွားလိုက်ပါတယ်။နောက်တစ်ရက်ညမှာတော့ MG ကိုဒူတစုဟာအနှုတ်ချက်စီးနေကြပြီး MG ကိုလှမ်းကြည့်နေတဲ့ပီတာကလည်းအခြေအနေကိုသိသွားတယ်ဝစ်ဆုံပြင်းနဲ့ MG ကိုဝန်ကယ်ပေးလိုက်ပါတယ်။ MJ တယောက်ကတော့ Spider-Man ကိုပီတာပါကာမဲမသိပဲအကြီးကြီးတဘောကြနေပြီးရေလာနှောင်းပိတ်လုပ်နေတာ Spider-Man ကိုအိုက်ကွန်နဲ့ဆက်ဆံရောက်ထုံးမှုမျိုးအကွက်နဲ့နမ်းလိုက်ပါတယ် နောက်တရမှာတော့စပိုက်ဒါမန်ဟာမီးလောင်တဲ့နေရာလူတွေကိုတွားခဲ့ပေးနေပြီရဲတွေကတော့စပိုက်ဒါမန်ကိုသူတို့မူခင်မှာလာပြီးချုပ်တဲ့အတွက်ဖမ်းဖို့လုပ်နေပြီဖြစ်စဉ်တော့အထဲမှာလူပြောက်ကြံနေသေးရဲဆိုတာကြောင့်ထုတ်ဖမ်းမဲ့ရဲတွေကပဲစပိုက်ဒါမန်ကိုငါတို့ကူညီပေးပါကွာဆိုပြီးမီးတွေကိုပြန်ဝင်သွားခိုင်းလိုက်ပါတယ်စပိုက်ဒါမန်လည်းမီးတွေကိုအရေးစုံမီဝင်သွားတဲ့အချိန်နောက်ဆုံးကြံနေတဲ့သူကအခြားသူမဟုတ်ပဲ Green Goblin ဖြစ်နေပါတယ် Green Goblin ဟာစပိုက်ဒါမန်ကိုဘလို့လဲငါကမ်းလန်းတာကိုလက်ခံမိလာလို့မင်းနေပြီစပိုက်ဒါမန်ကတော့ပြပတ်တတနဲ့ညီလိုက်ကနှာခေါင်းသားဆက်နေတဲ့ခိုင်ကြပါတော့တယ် ဒီချိန်ဂရေကော်ဘလီရဲ့ကလိုက်တာကြောင့်ပီတာရဲ့လက်မှာဒဏ်ရာတစ်ခုရသွားပြီးပီတာကလည်းဆက်ပီတက်နေလို့ရှိရင်အချိန်တစ်ခုရလာပြီးအချိန်လေးပို့ဆိုးမယ်ဆိုတော့အတီးသွားအကြောင်းနေရာကနေထွက်ပြေးလိုက်ပါတယ်ခဏကြာမှတော့ Norman Osborn ကပီတာနဲ့ Harry တို့ရှိနေတဲ့အခန်းထဲကိုလွှတ်လာပြီးအထဲမှာတော့ MD May နဲ့ MJ ကိုလည်းရှိနေကြတာဒီနေ့ဟာဂျေဆုအနေဖြစ်တာကြောင့်စားပွဲတောက်ပွဲတိုင်းပြင်ဆင်နေကြရင် Harry က MJ နဲ့သူ့ဘေးကိုတခါတည်းမိတ်ဆက်ပေးဖို့စီစဉ်နေရပဲဖြစ်ပါတယ် အားလုံးကအလုတ်ကနေပြန်မြောက်သေးတယ်ပီတာဘက်ကကိုစောင့်နေကြတဲ့အချိန်မှာပီတာရဲ့အခန်းထဲကနေအတန်နေကြလိုက်ရကြအကုန်လုံးနေအပေါ်တက်ခန်းလေးကိုပြင်ဝင်လာကြပြီပီတာတယောက်ကတော့မျက်နှာချက်ပေါ်မှာတက်ပြီးပုံနေလိုက်ရပါတယ်အခန်းထဲမှာဘသူမှမတွေ့ရကြအောင်အန်ဒီမီတို့ဟာအုပ်ကိုပြန်ဆင်းသွားကြပြီနော်မန်တယောက်ကတော့ပီတာလက်ကနေကြလာတဲ့ဒဏ်ရာအသွေးကိုမြင်လာကြအောင်အခန်းထဲမှာသိကျင်နေအောင်ပတ်ရှာကြည့်ပါတယ်ဒီချိန်မှာတော့ပီတာတယောက်ကတက်အုပ်ကိုအမြဲပြင်ဆင်သွားပြီနော်မန်တယောက်လည်းဘသူမှမရှိရသေးတဲ့ခြားတော့မှာစိတ်အေးသွားပြီးပီတာပြန်လာအောင်စောင့်နေကြပါတယ် ခဏကြာမှတော့ပီတာတယောက်ပြန်လာပြီးစားတော့ပွဲကိုကျင်းပလိုက်ကြကအန်ဒီမီယာပီတာလက်ကတရားကိုထိထားမိသွားပါတယ်။အန်ဒီမီယာဆေးထဲပဲပို့လုပ်နေတဲ့အချိန်နော်မန်ကတော့သူ့ကြောင့်စပိုက်ဒါမန်ထရန်ရသွားတဲ့နေရာလေအတူတူပဲဖြစ်နေရကြောင်းပီတာဘာကစပိုက်ဒါမန်လားဆိုပြီးသိသွားပါတယ်။ဒီလိုနဲ့နော်မန်တယောက်ချက်ချင်းပဲထပြန်ပို့လုပ်နေရကြောင်းဟယ်ရီကလည်းဒါနေရပြီးနော်မန်ကလည်းပြီးပြီးရောဆိုတယ်လို့အစကတည်းကမင်းနဲ့အန်ဂျင်ဆွဲသူကိုသဘောတူတာမဟုတ်ဘူး။အဲ့အန်ဂျင်ဆွဲသူကကောင်းတာမဟုတ်ဘူး။မင်းကိုကြိုက်တာလည်းမဟုတ်ဘူး။မင်းရဲ့စီးစီးနေကိုမှတ်တာဆိုပြီးအန်ဂျင်ကြောင့်မကောင်းတော့နေကနေရာနေထွက်သွားလိုက်ပါတယ်။ အဲ့စကားတွေအကုန်လုံးကို MJ တို့ကလည်းအတိုင်းသားကြားနေရပြီစင်မကောင်းဖြစ်သွားကသူ့ကိုလာချော်တဲ့ Harry ကိုလည်းနင်းဖေကိုနေနိုင်အောင်လုပ်ပါလို့ပြောပြီးနေရာကနေထားထသွားလိုက်ပါတယ်ဒီလိုနဲ့ညာရောက်တဲ့အချိန်မှာတော့စိတ်ကောင်းဝင်နေတဲ့ Norman ကပီတာကိုမတက်ဖို့အတွက်ပြောနေပြီ။ Green Goblin ကတော့အခုမတက်ရင်တော့မှပညာပေးရမယ်လို့ပြောနေကတခုခုလုပ်ဖို့လိုတယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့် Green Goblin ကပီတာရဲ့စိတ်ကိုရိုက်ချိုးတဲ့အနေနဲ့ Andy May ကိုဒုက္ခပေးဖို့အတွက်အိမ်ကိုပုံခွက်ပစ်လိုက်ပါတယ်။ကံကောက်ထောက်မှလို့ Andy May ကတော့စေရုံအချင်းမရောက်သွားပြီးပီတာကတော့သူ့ရဲ့တူဦးလေးတော့ချက်ရှိတဲ့မိသားစုဝင်ကိုမဆုံးချိုးချင်တာကြောင့်စိတ်ပူနေရပါတယ်။ ဒီလိုနဲ့နောက်ရက်မှာတော့ MJ ဟာ anime ရဲ့တရေကိုမေးဖို့အတွက်သေယုံလိုက်လာပြီးပီတာနဲ့လည်းစကားဖောင်ပွဲနေက MJ ဟာသူ Spider-Man ကိုသဘောကျနေတဲ့အကြောင်းကိုထုတ်ပြောလိုက်မိပါတယ်။ပီတာဘက်ကလည်းရင်မထဲမှာပွမ်းနေပွင့်ကုန်ပြီး Spider-Man ကလည်း MJ ကိုသဘောကျနေရပါပဲလို့ပြန်ပြောကသူဟာ Spider-Man ရဲ့ဓပုံစရာပဲလို့ပြောလိုက်ပြီး MJ ရဲ့လက်လီကိုဖိဖိလေးကင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာ Harry ရောက်လာပြီးပီတာနဲ့ MJ တို့အတူရှိနေတာကိုမြင်လိုက်ရတဲ့အကြောင်းအထင်လွဲသွားကနေရာကနေထွက်သွားလိုက်ပါတယ်။ ဒီလိုမျိုးအတဲကွဲနေတဲ့ဟယ်ရီလည်းပီတာနဲ့အမ်ဂျေတို့ရှိနေတဲ့အကြောင်းကိုသူ့ဖေနော်မန်ကိုထုတ်ပြောလိုက်မိပြီ။နော်မန်ကလည်းအဲ့တော့မှပီတာတဲ့ဟောမှာအရန်ချိဟိုက်သူကျော်ရှိသေးရဲ့ဆိုတာကိုထပ်သိသွားကသူ့ဘာဒုက္ခပေးဖို့လဲစီစဉ်လိုက်ပါတယ်။ဒီလိုနဲ့ Green Goblin ကအမ်ဂျေကိုတရားတစ်ခုပေါ်မှာဖမ်းခေါ်တာပြီးကေဘယ်ကားပေါ်မှာလည်းခလေးတွေကိုတစားကန်လှုပ်ထားကစပိုင်ဒါမန်ကိုလာခဲ့ဖို့အတွက်ခေါ်လေပါတယ်။စပိုင်ဒါမန်လည်းမကြခင်ပဲ Green Goblin ရှိနေတဲ့နေရာကိုထွက်လာခဲ့ပြီး Green Goblin ကတော့ငါကန်လန်နာကိုလက်မခံပဲသူရဲ့ကောက်လှုပ်ချင်တဲ့ကောင်ကောက်ပြီးအခုဘာကိုကဲမလဲဒီမှာ MJ လို့ပြောလိုက်ပြီး MJ ကိုပစ်ချလိုက်တာ Cable ကောက်ကိုပါတပိုင်းနဲ့ပစ်ချပစ်လိုက်ပါတယ် ပီတာကတော့သူရဲ့ကောင်းပြီပဲနှခါတော်စဉ်းစားမနေပဲ MG ကိုအရင်ပြေးခဲ့လိုက်ကကေဘယ်ကားကိုလည်းလက်မတင်လေအချိန်မီပဲပြေးခဲ့နိုင်ပြီ MG ရောကေဘယ်ကားကိုပါတင်မတစည်းပေါ်မှာတက်ချပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာ Green Goblin ကပီတာကိုတနည်းစီကိုသွဲခေါ်သွားပြီး Spider-Man နဲ့ Green Goblin တို့ကအတန်းနဲ့တိုက်ခိုက်ကြပါတယ်။အခွင့်အရေးရတယ်ပီတာက Green Goblin ကိုနေရာနဲ့ဖိပစ်လိုက်ပြီးဒေါသတွေမထင်နေတာကြောင့်တပ်ပစ်ဖို့အတွက်လုပ်နေတဲ့အချိန် Green Goblin ကသူ့ရဲ့မျက်နှာပုံကိုချွတ်ပြပစ်လိုက်ပါတယ်။ ီတော့မှပဲပီတာဘတ်ကလည်း Green Goblin ဟာ Norman Osborn ဖြစ်နေတာကိုသိသွားပြီ။ Norman ကလည်းငါ့ရဲ့ခံတော်ကိုမကောင်းဆိုးအားဟာထိချုပ်ထားတာပါလို့ပြောနေပြီးအတနာခံနေပါတယ်။အဲဒီစကားတွေကြောင့်ပီတာလည်းတဖြည်းဖြည်းစိတ်ပေါ်လာခဲ့ပြီးနော်မန်ကတော့သူ့ရဲ့ဂလိုက်တာကြီးကိုမတိမတာနဲ့ပြန်လှန်ခေါ်နေပါတယ်။အနားအောင်ရောက်တဲ့အချိန်မှာတော့အချိန်နဲ့လှန်ခေါ်ပြလိုက်ပြီးပီတာတယောက်ကတော့သူ့ရဲ့စပိုင်တာဆန်းကြောင့်အန်ရီတစ်ခုခုလာနေတာကိုသိသွားပြီးအချိန်မီမီနဲ့ဂျိုးထုတ်ပြလိုက်တဲ့အခါနော်မန်တယောက်လည်းသူ့ဂလိုက်တာနဲ့သူပြန်ထိုးမိသွားပါတယ်။ ဒီတော့မှပဲပီတာလည်းဘလုံးမတက်နိုင်တော့ပဲနော်မန်ရဲ့အတက်မဲ့နေတဲ့ခန္ဓာကိုသူ့ရဲ့အိမ်မှာပြန်သွားထားပြလိုက်ပြီ။ဒါအောင်မြင်သွားတဲ့ Harry ကတော့သူ့ရဲ့အဖေကို Spider-Man ကတက်သွားတယ်လို့ထင်သွားကအမုန်းကြီးမုန်းသွားပါတော့တယ်။နော်မန် Osborn ရဲ့ဇာပနာပွဲကိုတော့ပီတာရော MJ ပါရောက်နေကြပြီ။ Harry ကတော့ယူကျုံးမရဖြစ်နေကကြောက်ထဲပဲထွက်နေနေပါတယ်။ ီအချိန်မှာပဲ MJ ကသူ့ရဲ့စိတ်ရင်းမြောက်ထုတ်ပေါ်လာပြီတကယ်ဖြစ်နိုင်တယ်စပိုင်ဒါမန်ရဲ့အခြေအချောင်းကိုစိတ်မဝင်စားတော့ဘူးစပိုင်ဒါမန်နဲ့အတူတူဖြစ်ပြီးသူ့ရဲ့နာမအမြဲရှိနေတာသူ့လူအတိုင်းသူ့ကိုအကူအညီအမြဲပေးတတ်ပြီးအမြဲတမ်းအားပေးတတ်တဲ့ပီတာကိုပဲချစ်နေပြီလို့ပြောလိုက်တာပီတာကတော့သူ့နာမ MJ ချင်းလို့ချင်နောက်ထပ်လာမယ့်ဒုက္ခတွေကိုခါတိပြီးခံရအောင်ပါဆိုလို့ပဇနာရောက်နေတဲ့အမဲသားကိုထွေးထွေးပစ်လိုက်တာတငယ်ချင်းတွေဖြစ်ပေဆက်ပြီးနေကြရအောင်လို့ပြောလိုက်ရပါတယ်ဒီလိုနဲ့ပဲနောက်ရက်ဒီမှာတော့ပီတာပါကာစပိုင်ဒါမန်အဖြစ်နဲ့မြို့ကိုကောက်ွယ်ပေးနေပြီလူပဲချစ်ခင်ရတဲ့စပိုင်ဒါမန်လေးဖြစ်အောင်လို့ဆက်ပြီးစူးစမ်းနေပါတယ်